အင်္ဂလန်လူစင်းမှာရက်ဖို့ပြန်လည်ပါဝင်လာတဲ့အပေါ်မှာမကျေနပ်တဲ့ဒီနေ့မန်ချက်စတာယူနိုက်တက်တိုက်ရှင်မှာဂရက်ဖို့ရဲ့ကံကြမ္မာကတော့အိုးထက်ဖို့ကနေထွက်ပြီးတော့မှပိုကောင်းလာတယ်လို့ဖြစ်ပါတယ်။မန်ယူတီမှာရက်ဖို့ကအတော်လေးကိုစိုးရခဲ့တဲ့ခိုင်တန်ဂါလာတစ်ခုကိုကြော်ဖြတ်ခဲ့ရပြီးနော်။ပြီးခဲ့တဲ့ရှားပါသည့်ဈေးကွက်မှာစိန်ကောမှုတိတွေကိုရှာဖွေဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့သူရဲ့မြန်မာရဲ့လောကလာဇာနဲ့ခြေစွမ်းကြဆင်းမှုတွေကြောင့်ခွေချင်းတဲ့အသင်းရဲ့လို့များများဆာဆာမရှိခဲ့တဲ့အတွက်နောက်ဆုံးမှာတော့အက်စတွန်ဗီလာအသင်းစီကိုငားနေတာထွက်ခွာခဲ့ပါတယ်။ ဖီလာကိုရောက်မှာတော့ရက်ဖိုးအနေနဲ့သူ့ရဲ့အကောင်းဆုံးခြေစွမ်းကိုမပြသထားနိုင်သေးပေမယ့်ပြိုင်ပွဲစုံကိုပဲကစားထားရမှာကိုဖန်တီမှု၄ချိန်ပြုလုပ်ထားနိုင်ပါ ರಿ အဲဒီကြောင့်အင်္ဂလန်နီးပြားတော်မတ်ကျူချေကရက်ဖိုးကိုအတင်းလူချင်းမှာပြန်လည်ရွေးချယ်လိုက်ကြောင်းထုတ်ပြန်ကြေညာလာခဲ့ပါ ರಿ ဒါကအင်္ဂလန်လေးစင်အသင်းမှာပြန်ပါဝင်ခွင့်ရဖို့မျှော်မှန်းနေရက်ဖိုးတက်ကတော့ကြီးမားတဲ့အောင်မြင်မှုဖြစ်ပါ ರಿ ရက်ဖိုးကအင်္ဂလန်နီးပြားဟောင်းဂရက်ဆောက်ကေရဲ့လက်ထက်မှာတော့ခြေစွမ်းပိုင်းရအထင်ကြီးအောင်စွမ်းဆောင်မပြနိုင်ခဲ့တာကြောင့်ယူရို2024မှာရော Nation League မှာရောချန်လက်ခံခဲ့ရပါ ರಿ အဲဒီရက်ဖိုးအနေနဲ့အင်္ဂလန်အတွက်နောက်ဆုံးချိန်ကစားခွင့်ရခဲ့တာက2024ခုနှစ်မတ်လကဖြစ်ပါ ರಿ ဒါပေမဲ့ခုတော့ Villa ကိုပြောင်းရွှေ့လိုက်တာက Rafo အတွက်အမှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်သွားတယ်လို့တောင်မှဆိုရမှာဖြစ်ပါပြီ။ဒါပေမဲ့ Premier League တိုက်စစ်မှုအောင် Trinity နေ့ကတော့လူချဲအဆိုပါဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးတော့ပုံဝင်မကျဖြစ်နေပါပြီ။ဒီနေ့က England လူစီးရင်မှာ Rafo ထက်ပေါ်ပြီးတော့ပါဝင်မှု Titan ရဲ့ကစားမများစွာရှိကြောင်းလည်းကစားမတွေကတအုပ်ကိုဥမာပေးပြီးတော့ပြောဆိုသွားခဲ့ပါပြီ။ ရာဖူထက်ပိုချီစွမ်းပြပြီးရွေးချယ်ခဲ့ရဖို့ပိုထိုက်တဲ့နယ်ကစားမတွေရှိတယ်လို့ကျွန်တော်မြင်မိပါတယ်။အခုဖြစ်ရကကျွန်တော်နဲ့အင်္ဂလန်ကြားမှာအချင်းကြားရှိခဲ့တဲ့ဖြစ်ရကိုတောင်မှအမှတ်ရစီပါတယ်။ Morgan Gayway ကမတင်ထားလောက်အောင်ကိုချီစွမ်းပြနေတဲ့အတင်းရဲ့ခေါင်းဆောင်တဦးပါ။သူတို့တင်းက Manchester City အတင်းကိုပူပူနွနွလေးတင်အာယူပြထားတာပါ။သူတို့တင်းက Premier League မှာတတိယနေရာမှာရောက်နေပြီမဲ့သူကတော့အင်္ဂလန်လူစီရင်မှာရွေးချယ်မခံရပါဘူး။အနာကဘာလို့လဲဆိုတော့တရားရောက်ကျွန်တော်ကိုရှင်းပြပေးကြပါဆိုပြီးဒီနေ့ကပြောဆိုခဲ့ပါတယ်။ အဲ့ဒီခါဒီနေ့နဲ့ဒီအစီအစဉ်မှာပါဝင်တင်ဆက်နေတဲ့ channel လေး LS Crook က KY မပါဝင်တာကကြီးမားဆုံးအားတင်းစရာဖြစ်ပေမဲ့ Raffle ကအင်္ဂလန်အတွက်မတူညီတဲ့အရာတွေယူဆောင်လာပေးနိုင်စွမ်းရှိကြောင်းပြောဆိုသုံးသပ်ခဲ့ပါရီ။ဒါမှလည်းဒီနေ့ကဒါဝတာမလက်မကံနဲ့ဆက်လက်ညင်းခုံနေခဲ့ပါရီ။ကစားမတူတဲ့အကြောင်းပြချက်တွေအများကြီးပေးရတဲ့ခြေအနေမျိုးကိုကျွန်တော်တခါမှမကြုံဘူးသေးပါဘူး။ သူတက်က29နှစ်တောင်ရှိနေပြီဖြစ်ပေါ်တယ်။ဒါပေမဲ့သူစီကနေတေချာတာဘာမှမရှိသေးဘဲနဲ့သူ့အကြောင်းကိုပြောပြီဆိုရင်အကယ်၍တို့ဒါပေမဲ့တို့ဖြစ်နိုင်တာတို့စသဖြင့်မရေရတဲ့စကလုံးတွေပဲတုံးနေရပါတယ်ဆိုပြီးဒီနေ့ကပြောဆိုသွားခဲ့ပါတယ်။ Raffle လူစီမှာပြန်လည်ရွေးချယ်ခဲ့တဲ့သူချေကတော့သူ့ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးတော့အခုလိုရှင်းပြထားပေးခဲ့ပါတယ်။ Market ကကျွန်တော်တို့ယင်းနေပြီးသားကစားမှဖြစ်ပါတယ်။ဒါပေမဲ့အခုတခါတော့အခြေအနေမတူညီပါဘူး။ Aston Villa မှာကြီးမားတဲ့တယောက်မှုရှိအောင်သူလုတ်ပြထားနိုင်ပါတယ်။များသောအားဖြင့်ရန်ကုန်ကနေကြီးမားတဲ့တယောက်မှုရှိအောင်သူလုတ်ပြထားနိုင်တယ်လို့ကျွန်တော်ထင်ပါတယ်။ သူရဲ့အကျိုးတရားမှုကအထင်ကြီးစရာပါ။ကြက်ခန့်မှုပိုင်းအကျိုးတရားမှုကအထင်ကြီးစရာကောင်းပါလိမ့်။ပြီးတော့အရေးကြီးဆုံးကတော့သူရဲ့လှုပ်အားနှုံခံစစ်ပိုင်းကုညီနိုင်မှုနဲ့နောက်ကနေလိုက်လူနိုင်တာတွေကအထင်ကြီးစရာကောင်းပါလိမ့်။သူကိုလူစည်းမရွေးတင်တယ်လို့ကျွန်တော်ခိုင်မာရီခန်းစားချက်ရှိပါလိမ့်။သူ့ကိုအတင်းစီခေါ်လာပြီးတော့ရင်လန်းချောင်းဟောင်းနေပေါ်စီကိုပြန်မရောက်သွားစီပဲဒီ level အတိုင်းဆက်ရှိနေဖို့သူ့ကိုကျွန်တော်တို့တွန်းအားပေးသွားရမှာဖြစ်ပါလိမ့်။ ဒီတင်ကသူ့ကိုဒီ level မှာဆက်ရှိနေဖို့တွန်းအားပေးသွားမှာပါဆိုပြီးသူချေကပြောဆိုခဲ့ပါတယ်။သူချေလူချင်းမှာပါဝင်တဲ့ကစားသမားတွေကတော့ Dean Henderson, Jordan Pickford, Levi Cowell, Macquarie, Rhys James, Isri Kunsa, Miles Lewis, Skelly, Gino Liramento, Jai Kunsa, Kai Walker, Jubelian, Ibrichi Eze, Jordan Henderson, Gary Jones, Kobama, Declan Rice, Morgan Rogers, Jarrod Bowen, Pickford, Anthony Gordon, Harry Kane, Mark Garrafo နဲ့ Dominic Solanke တို့ဖြစ်ကြပါတယ်။